ကောင်းသားညပါဆယ်ရက်စတလာ2025ဒီနေ့နေ့ညချမ်းလေးမှာ Peaceful Light Channel လေးအနေနဲ့ဆွေးနွေးခြင်းနဲ့ကြားရလေးကတော့ကိုချင်းတရားရဲ့အရေးပါမှုအကြောင်းပဲဖြစ်ပါတယ်။ကျမတို့ကိုဆရာတော်ဘုရားကဆုံးမတဲ့စကားလေးကို ပြန်လည်မျှဝေပြစေရှင်။ဘဝမှာနောင်တကင်းခြင်းကိုချင်းတရားကောင်းအောင်နေရမယ်တဲ့။ကောင်းပါပြီ။ကိုချင်းတရားဆိုတာ ဘာကိုရင်ညွှန်းပြောဆိုရဲဆိုတာကျမတို့အားလုံးနားလည်ကြပြီးဖြစ်ကြမှာပါကျမနားလည်ထားတဲ့ကိုချင်းတရားကတော့ကိုယ်တိုင်ဆောင်ထင်းရမြင့်ချင်းဝတ်တွေကိုဆိုလိုခြင်းလို့နားလည်ပါတယ်ကျမတို့လူမှုပတ်ဝန်းကျင်မှာကျမတို့တွေမပြောအပ်တဲ့စကားမပြုတ်အပ်တဲ့အမှုအကျင့်စသဖြင့်ကျမတို့ဆောင်ထင်းရမြင့်ချင်းဝတ်တွေရှိပါတယ်ဘာသာရေးအယူဆအရငါးပါးတီလာဟာကျမတို့အတွက် အခြေခံကြပြီးအရေးထားထိန်းသိမ်းရမယ်ကိုကျင့်တရားဖြစ်ပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝမှာကျမတို့လက်ကင်ကျင့်သုံးနေတဲ့ကိုကျင့်တရားကပဲကျမတို့တွေဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာတစိုက်ကပ်ပြီးနေတယ်လို့ကျမတို့ရဲ့ဘဝကိုလည်းပြက်ကင်ပြီးနေပါတယ်။မြင်တာအောင်ပြောရရင်ဆောင်းထိန်ရမယ်ကျင့်ဝတ်တွေကိုမလိုက်နာပဲစကားတွေရှောက်ထွင်းအောင်လှုပ်တက်တဲ့သူကိုဘယ်သူကမှစိတ်ရင်းနဲ့ခင်မင်ဆက်ဆံခြင်းမဟုတ်ပါဘူး။ ဒီလိုပါပဲအခြေခံငါးပါးတိလကိုမှမလိုက်နာပဲစကားရညာပြောတတ်တဲ့သူကိုလည်းဘသူကမှယုံကြည်မှာမဟုတ်ပါဘူးလူတစ်ယောက်ကယုံကြည်ထိုက်သူဖြစ်ရလားဆိုတာသူ့ရဲ့ကိုကျင့်တရားကပဲသူ့ကို ပုံဖော်ပေးသွားတာပါကျွန်မဖော်ပြသွားတာမြင်သာတဲ့ဥပမာလေးပါကိုကျင့်တရားနဲ့ပတ်သက်ပြီးကျမတို့တွေအရေးကြီးတဲ့အရာတွေအများကြီးရှိနေပါသေးတယ် ဒါကြောင့်ကျမတို့ဘဝမှာနောင်တရတဲ့ကိစ္စတွေမရှိခြင်းဘူးစိတ်ချမ်းသာခြင်းနဲ့ဆိုရင်ကျမတို့တွေမိမိရဲ့ကိုယ်နှုတ်ဆက်ကိုဆောက်ရှောက်ပြီးကျမတို့ရဲ့ကိုကျင့်တရားကိုတံပေါ်ထားထိမ့်သိမ်းရပါမယ်စိတ်ချမ်းသာမှုနဲ့ကိုကျင့်တရားသက်ဆိုင်မှုရှိလားဆိုရင်သက်ဆိုင်တယ်လို့ဖြေပြစီမိမိကိုကျင့်တရားကိုတံပေါ်ထားတဲ့သူဟာမပြုတ်အပ်သောစကားမပြုတ်အပ်သောအရာတွေကိုမပြုတ်လုထားတာမို့ ဘလို့အခြေအနေမျိုးမှမဆိုအေဂျင့်နဲ့စိတ်နဲ့နေနိုင်တယ်လို့မိမိကိုယ်ကိုလည်းလေးစားတဲ့စိတ်ကိုခံစားရပါတယ်မိမိကိုယ်ကိုလေးစားနိုင်ခြင်းဟာအများသူငါကြီးလေးစားခြင်းကိုခံရသည့်ထက်ပို၍စိတ်ချမ်းသာစရာကောင်းတယ်ဆိုတာတွေ့ကြုံခံစားဖို့တူတိုင်းနားလည်လက်ခံနိုင်ကြမှာပါဒါကြောင့်ကျမတို့ဘဝမှာနောင်တရကင်းပြီး ိတ်ချမ်းသာဖို့ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုစောင့်ထင်းပြီးကျမတို့ရဲ့ကိုကျင့်တရားကိုတံပိုးထားဆောက်ရှောက်ကြစို့နော်။